ရန်ကုန်မြို့ကတီလဝါတန်လျင်နဲ့တာကေတာတဘာဝတန်းခွေရီ LNG 3တအားပေးဆက်ယုံတွေပြန်လည်လဲပတ်နိုင်ဖို့ကြိုးပမ်းဆောင်ရွက်နေကြောင်းလျှက်စစ်စွာအာဝူကြီးဌာနကပြောလာပါတယ်။ကလာတိုအနေနဲ့ LNG 3တအားပေးဆက်ယုံတွေကနေရန်ကုန်နဲ့မန္တလေးရှိစက်မှုဆောင်တွေကိုတအားဖြန့်ဖြူးပေးနိုင်ဖို့သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ အလစာ LNG2 ပါဝါဒါအပိဆက်ယုံစီမံကိန်းများအတွက် LNG ဓာတ်ငွေ့ရေပံ့ပိုးပေးမယ် CNTIC Repower Energy တမောကြီးကိုတွားရောက်တည်ဆောင်ကြောင်း Shanghai Marine Service ရန်ကုန်ကမေလ9ရက်နေ့မှာထုတ်ပြန်ခဲ့ပြီးရန်ကုန်မြို့တီလွာစိတ်ကမ်းမှာစိုက်ကပ်မယ်လို့သိရပါတယ် နိုင်ငံတော်ရဲ့တအားစနစ်ထဲထုတ်လုပ်ပုတ်လုပ်ပေးနိုင်တဲ့စက်တက်စင်အင်အားအနေနဲ့6888မဂါဝက်ရှိပေမဲ့လက်ရှိမှာတအားလိုအပ်ချက်ရဲ့90%ခန့်လုံးဖြစ်တဲ့တရက်ပြန်များ2300မဂါဝက်ပဲထုတ်လုပ်နိုင်တယ်လို့ပြောပါတယ်။ဒါကြောင့်နိုင်ငံတော်ရဲ့တအားလိုအပ်ချက်မှာ3400မဂါဝက် ဝင်းချင်ခန့်ရှိလို့1100မဂါဝက်ဝင်းချင်ခန့်ကိုဝင်းအားရှော့ချထိန်းကြီးမှုဆောင်ရွက်နေရတာလို့ဆိုပါတယ်။ လက်ရှိမှာဓာတ်ထုတ်လုပ်နိုင်မှုအရာ2025ခုနှစ်မေလအတွင်းရန်ကုန်တိုင်းကို52ရာခိုင်နှုန်း၊မန္တလေးတိုင်းဒေသကြီးကို71ရာခိုင်နှုန်း၊ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကို37ရာခိုင်နှုန်းနဲ့အချို့ကျဓာတ်အားခွဲဝေပြန်ပြူပေးနေရတယ်လို့ရဲစစ်စွာဝန်ကြီးဌာနကနေသိရှိရကြောင်းပါခင်ဗျာ။